ိတ်မကြခင်တော့ကပဲကျွန်တော်တို့ရဲ့ရွှေနှုတ် YouTube Channel မှာတီပေါ်မင်းနဲ့ပတ်သက်တဲ့နန်းရင်းအရှုပ်တော်ပုံတွေအကြောင်းတင်ခဲ့အဲ့ဒီဗီဒီယိုရဲ့ comment တွေထဲမှာကနောင်မင်းသားသာထီးနန်းအရရရခဲ့ရင်ဒီလိုအဖြစ်ဆိုးနဲ့ကြုံစရာအကြောင်းမရှိဘူးဆိုပြီးတော့တွေးခဲ့ရတယ်ဗျအဲ့လိုနဲ့ပဲကျွန်တော်ရဲ့ခေါင်းတွေကိုကနောင်မင်းသားဤသာထီးနန်းရခဲ့ရင်ဆိုတဲ့အတွေ့အဝင်လာမိတော့တာပဲအဲ့လိုသာဆိုဘာတွေဖြစ်သွားနိုင်မလဲမြန်မာနိုင်ငံအခြေအနေဘယ်လိုရှိနိုင်မလဲပြီးတော့ဘာကြောင့်လဲ မြန်မာနိုင်ငံသမိုင်းတခြားအတော်ဆုံးမင်းသားကိုပြပါဆိုရင်တော့ကနောင်မင်းသားကိုပဲလက်ညှိုးထိုးပြရမယ်ထင်တယ်ဗျ။ဒါကြောင့်လေကနောင်မင်းသားကိုဆုံးရှုံးလိုက်ရတာကမြမာတွေအတွက်အကြီးအမားဆုံးဆုံးရှုံးမှုတစ်ခုလို့တော့မှသတ်မှတ်ကြတာပေါ့ကနောင်မင်းသားအကြောင်းကိုပြောဖို့ဂုံးမောင်ခီရဲ့အစအကိုခဏလေးပြန်သွားရလိမ့်မယ်ညောင်ရန်ခီရဲ့နောက်ဆုံးမင်းဆက်မဟာဓမရစာဓိပတိမင်းရဲ့နေဝင်ချိန်မှာတိုင်းပြည်ကြီးတစ်ခုလုံးကအကွဲအကွဲအပြားပြားဖြစ်နေခဲ့တယ်ဒါတွေကိုပြန်ပြီးတော့စူးစီးနိုင်ခဲ့တာက မုတ်ဆိုးဖို့ရွာကဥအောင်စရာပေါ့ပြီးတော့သူကအလောင်းမင်းတရားဘွဲကိုခံယူပြီးတတိယမြန်မာနိုင်ငံတော်ကုန်းမောင်ခစ်ကိုထူထောင်ခဲ့တယ်ဗျကုန်းမောင်မင်းဆက်ကတော့စုစုပေါင်းဆက်ဆက်ရှိခဲ့ပြီးတော့အဲ့ဒီထဲကဘရင်တော်တော်များများကမင်းစည်းစိမ်တွေမှာပဲရင်မုန်းနေခဲ့ကြတယ်ဒါတွေတော့အားလုံးသိပြီးသားဖြစ်မှာပေါ့ဒါကြောင့်အဲ့ဒီအကြောင်းလေးကိုကြော်ပြီးတော့တာယာဝတီမင်းကနေစားလိုက်ကြရအောင်ဘာလို့လဲဆိုတော့တာယာဝတီမင်းဆိုတာမင်းနှုံမင်းသားနဲ့ကနောင်မင်းသားတို့ရဲ့ဖာကမင်းတော်ဖြစ်နေလို့ပါ ။တာယဝဏီမင်းဆိုတာကလည်းမိဖုရားအတော်များတဲ့မင်းတပါပဲ။အဲ့လိုမိဖုရားများသလောက်သားသမီးတွေကလည်းအတော်များရဲ့ဗျ။အဲကနောင်မင်းသားနဲ့မင်းနှုံမင်းသားကတော့ညီကိုအရင်နဲ့ဖြစ်ပြီးတော့တောင်ထဲဆောင်မိဖုရားကနေမွေးဖွားလာခဲ့တာပါ။သူတို့နှစ်ယောက်လုံးကငငယ်တည်းကတယောက်နဲ့တယောက်နဲ့ကူညီရိုင်းပင်းကြပြီးတော့အရန်လဲတော်ကြတဲ့မင်းသားတွေပါပဲ။တာယဝဏီမင်းမက ကနောင်မင်းသားနဲ့မင်းနှုံမင်းလို့အရန်တော်တဲ့သားတော်တွေအများကြီးရှိသေးတယ်။ အဲဒါမဲ့အရန်ဆိုးတဲ့တားတော်လေးတွေရှိတာပေါ့အကန်ဆိုးရှင်တာက မိဖုရားကောင်ကြီးရဲ့တားတော်ပကံမင်းသားကလည်းအရန်ဆိုးတဲ့မင်းသားတစ်ယောက်ပဲဘလောက်ပဲဆိုးဆိုမိဖုရားကောင်ကြီးရဲ့တားတော်ဆိုတော့အချိန်တန်တော့အင်ရှင်းဆန်ဖြစ်တာပါပဲလေအဲ့ပကံမင်းသားကလောင်းကစားလို့ရတာအတော်ဝါသနာကြီးတဲ့လူတစ်ယောက်လို့တမိုင်းအထောက်ထားတွေမှာဖော်ပြထားတယ်မိမိရအကုံလောင်းတဲ့လူမျိုးတဲ့တာယာဝတီမင်းနဲ့ရွာဆန်တော့အင်ရှင်းဆန်ပကံမင်းသားနန်းတက်လာခဲ့တာပေါ့ သိတဲ့အတိုင်းပဲတခိုးကြီးတော့ဓမြဆိုသလိုဘယင်ဖြစ်လာတဲ့ပကံမင်းသားဟာအရင်ကတတောင်မှာတိုင်းရေးပြည်ဟာစိတ်သိမ့်မဝင်စားတဲ့မင်းသားဖြစ်လာခဲ့တယ်။အဒီနေရာမှာတခုပြောချင်တာကပကံမင်းနန်တက်လာစဉ်တုန်းကပထမအင်္ဂလိပ်မြန်မာစစ်ပွဲကြောင့်တိုင်းပြည်ဟာအဖက်ဖက်ကနေပြီးတော့နစ်နာနေတဲ့အချိန်မှာဒါတော့မကသေးပဲသူ့လက်ထက်မှာတင်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပါဖြစ်လိုက်သေးတာဆိုတော့ကောင်းကောင်းစီကဘာမှမရှိတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာပေါ့။ဒါတော့ तू ကလောင်းကစားလုပ်လို့ကောင်းတော့မှာပဲ ဒီအခြေအနေတွေကိုမမြင်နိုင်တော့တဲ့အဆုံးမှာကနောင်မင်းသားနဲ့မင်းနှုံမင်းသားကပကံမင်းကိုနန်းရှားဖို့အတွက်စီစဉ်ခဲ့တော့တယ်။ဒါပေမဲ့ပုံကံမုံကိုဖြစ်လာစီတာကတော့ဒီချက်တစ်ခုတည်းရောက်တော့မဟုတ်ဘူးဗျ။တကယ်ပြဿနာစိတ်ကဒီလိုပါ။ပကံမင်းအထင်းတော်ရဲ့ညမအိမ်ကိုဓမြဝင်တိုက်တာကနေစတာပါပဲ။ဒါကိုပကံမင်းရဲ့ရောက်ဘတော်ဆက်သူကကနောင်မင်းသားနဲ့မင်းနှုံမင်းသားရဲ့နောက်လိုက်နောက်ပါတွေပါဆိုပြီးတော့ဆွဆဲခဲ့တယ်။ဒါကြောင့်လေပကံမင်းကအဲ့မင်းသားနှစ်ပါးကိုဖမ်းဆန်းဆိုပြီးအမိန့်ထုတ်လိုက်တာပေါ့။ အဲ့ကနေပြီးတော့ညင်ကိုနှစ်ယောက်ထွက်ပြေးရရင်လည်းမထူးဆက်ခင်းလိုက်ရတယ်ပဲဆိုပါတော့ဗျာသူတို့ကညင်ကိုအရင်နေဆိုပေမဲ့တယောက်နဲ့တယောက်နဲ့ကဘာဆိုဘာမှကိုမတူရအောင်ဆိုလိုချင်တာကွာနောင်တော်ဖြစ်တဲ့မင်းုံမင်းသားကငငယ်တည်းကအေးဆေးတည်ငြိမ်ပြီးတော့ဘာသာတရားအရန်ကိုင်းဆိုင်နေအာကုသို့အလုပ်တွေဆိုရှောင်းခဲ့တယ်အဲညီတော်ဖြစ်တဲ့ကနောင်မင်းသားကတော့ငငယ်တည်းကစည်ရဲနီးပြူဟာတွေကိုတေရှာလိလာတင်ကြားခဲ့ပြီးတော့လက်ယုံကြီးရောနှလုံးကြီးပါပြည်စုံတဲ့လူတယောက် ခုလေပကံမင်းကိုနန်းရှားဖို့အရေးကနောင်မင်းသားကပဲဥဆောင်ပြီးတော့ပုံကန်ခဲ့တာထီနန်းရလာပြန်တော့လေကနောင်မင်းသားကနောင်တော်ဖြစ်သူကိုဦးစားပေးပြီးတော့ထီနန်းပေးခဲ့တယ်မင်းတို့မင်းကလည်းညီတော်ကိုအိမ်ရှိဆံရာထူးပြန်လေပေးရခဲ့တယ်ငငေတီးကတယောက်ကိုတယောက်ကိုင်းကျုံးမီကျွန်းကိုင်းမီနေလာကြတဲ့ညီနောင်နှစ်ယောက်အနေနဲ့ဒီနေရာဒီအချိန်ကို ရောက်လာတဲ့အချိန်တိုင်းရေးပြည်ရာတွေကိုထတ်တူထမ်းမြစီမံခန့်ခွဲခဲ့တယ်လို့သမိုင်းအထောက်အထားတွေမှာတွေ့ရတယ်ဗျအထူးသဖြင့်တော့ ဘာသာတရားကိုင်းချိုင်းပြီးတော့စိတ်တည်ငြိမ်တဲ့မင်းနှုံးမင်းကနိုင်ငံခြားဆက်ဆံရေးတရားစီရင်ရေးနဲ့သာသနာရေးရာကိစ္စအဝဝကိုကင်တွေခဲ့ပြီးတော့ကနောင်မင်းသားကတော့စီရင်နဲ့စီးပွားရေးကိုကင်တွေခဲ့ရတယ်။အဲကနောင်မင်းသားကြီးရဲ့လုံဆောင်ချက်တွေကိုတော့သူသာဘရင်ဖြစ်ခဲ့ရင်ဆိုတဲ့အပိုင်းနဲ့တွေးပြီးပြောပြပေးမှာဆိုတော့ဒီအပိုင်းမှာကနောင်မင်းသားကြီးရဲ့နေဝင်ခြင်းကာလကိုပြောပြခြင်းနဲ့ကနောင်မင်းသားကြီးကတိုက်ပွဲတွေဒါမှမဟုတ်တိုင်းသဘာသားတွေရဲ့လက်ချက်နဲ့နိုင်ရဆိုင်ခဲ့တာတော့မဟုတ်ဘူးဗျ။ သူ့ရဲ့တူအရင်ကောက်ကောက်တယ်ဖြစ်တဲ့မင်းနှုံမင်းရဲ့သားတော်မြင်ကုန်းမင်းသားနဲ့မြင်းခုံနိုင်မင်းသားတွေရဲ့လက်ချက်နဲ့နှက်ရောင်ဆန်ခဲ့ရတာ။ဘာကြောင့်ဒီလိုလှုပ်ချန်ခဲ့ရလဲဆိုတာကတော့တမိုင်းမှာတိတိကျကျမဖော်ပြထားပေမဲ့ကျွန်တော်နဲ့အတူအချက်၃ချက်နဲ့၃ချက်ကြည့်ကြရအောင်။ပထမဆုံးတစ်ခုကတော့ရိုးခြင်းနဲ့သားတော်တွေကိုအင်ရှိဆန်မပေးပေးနဲ့ညီတော်ကူမှသွားပြီးတော့အင်ရှိဆန်ပေးလိုက်တာကြောင့်မကျေနပ်လို့ထီးနှံလူခဲ့တာများလားပေါ့။အော် အေးမေးတော့မှုပဲ။မြင်ကုန်းမြင်းခုံနိုင်အရေးကင်းဆိုတာက ကနောင်မင်းသားတယောက်တည်းကိုပဲလုံးချံဖို့စီစဉ်ခဲ့တာမဟုတ်ဘူးဗျဖာကမင်းတော်ဖြစ်တယ်မင်းနှောင်းမင်းကိုပါလုံးချံဖို့စီစဉ်ခဲ့တာဒါကြောင့်လေဒီအချက်ကဖြစ်နိုင်တဲ့အချက်တစ်ခုဖြစ်နေရတာပေါ့အမ်ဒုတိယတစ်ခုကတော့အင်္ဂလိပ်တွေရဲ့စကားကိုနားယောင်မိပြီးတော့မကြံကောင်းမစီရာတွေကိုကြံစီမိတာဖြစ်နိုင်တယ်အဒါလည်းဖြစ်နိုင်ရဲ့အတော်ရှိတဲ့ကိစ္စတစ်ခုပဲဘာလို့လဲဆိုတော့လုံးချံပြီးတဲ့အခါမှာမင်းသားနှစ်ပါးကအင်္ဂလိပ်တွေပိုင်တဲ့အောက်မြန်မာနိုင်ငံကိုထွက်ပြေးခဲ့ကြတယ်ဗျ အင်္ဂလိပ်တွေကလည်းနွွန်းနွန်းထွေးထွေးနဲ့ကြိုဆိုရတယ်စောင့်ရှောက်ပေးကြတယ်ပေါ့အင်္ဂလိပ်တွေအနေနဲ့စစ်လက်နက်တွေကိုခင်မင်အောင်လုပ်နေတဲ့ကနောင်မင်းသားကိုကြီးမရတာအတော်ကြပါပြီတဖက်မှာကလည်းမြန်မာစစ်တပ်အနေနဲ့အင်အားတောက်တင်းလာမှာကိုစိုးရင်တာတွေရှိတယ်ရှေ့ရနှစ်ကြိမ်တိုင်းတိုင်းလက်နက်အင်အားမများတာတောင်မှအသေးကြီးတိုက်ခိုက်ရတာကိုသူတို့သင်ခန်းစာရနေပုံပါပဲအေးအင်္ဂလိပ်မြန်မာစစ်ပွဲအကြောင်းကိုစိတ်ဝင်စားနေဆိုရင်လည်း comment ထဲမှာပြောပေးခဲ့ကြပါဦးတကယ်လို့စိတ်ဝင်စားတဲ့သူများနေဆိုရင်ဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးပါမယ် အဲနောက်ဆုံးတစ်ချက်အနေနဲ့ကတော့မင်္ဂလာနွားကိစ္စပေါ့အော်ကိစ္စတော့ဒီလိုပါမင်းတို့ဝင်းတရားကြီးဟာနန်းတော်ထဲမှာအမဲသားလုံးဝမစားဖို့အကြီးအကျယ်တားမြစ်ထားတယ်ဒါပေမဲ့သိုးသွန်းနေတဲ့မင်းသားနှစ်ပါးကတော့မင်းတို့မင်းရဲ့မင်္ဂလာနွားဖို့မှာတစားခဲ့တာဗျဒါကိုမင်းတို့မင်းသိတော့အမျက်တော်ချပြီးတော့တေတံတော်ပေးဖို့စီစဉ်ခဲ့ပေမဲ့ကနောင်မင်းသားကတားပြီးတော့ခြေတိုက်ပဲသွင်းဖို့နားရှာခဲ့တယ်။အဒါကိုမကျေနပ်နိုင်တဲ့မင်းသားနှစ်ပါးကတော့မင်းတို့မင်းရောကနောင်မင်းသားကိုပါလှုပ်ကြံခဲ့တာပဲဖြစ်နိုင်တာပဲ။ ဒါပေမဲ့မြင်ကုန်းမင်းသားနဲ့မင်းကုန်းနိုင်မင်းသားတွေမှာဒီထက်ဆိုးတဲ့အချက်တွေအများကြီးပဲတကယ်ကိုအဆိုးတကအဆိုးဆုံးသားတော်လေးလို့ပြောရင်တော့မမားပါဘူးလူတက်ဖို့လဲဝင်မလေးသလိုစိတ်ရှိရာထားလို့ဖို့လဲဝင်မလေးဘူးဖာကမီးတော်ဖြစ်တဲ့မင်းလုံးမင်းတရားကြီးကိုတော့မှလုံးကြံဖို့တွေးခဲ့တာဆိုတော့ဘလောက်တောင်ဆိုးသလဲပြောနေစရာတော့လုံးဝမထင်ပါဘူးဗျာဒီလိုမင်းသားနှစ်ပါးစီမှာ ကနောင်မင်းသားကြီးဟာရရဆက်ဆက်အသက်ခံခဲ့ရတာပါအဲမေးစရာရှိတာက ကနောင်မင်းသားရဲ့အနေနဲ့အဲ့မင်းသားတွေကို ပြန်မခုခံဘူးလားပေါ့ကိုတူတွေဖြစ်နေလို့အ Ciò ပေးလိုက်တာလားအမဟုတ်ပါကနောင်မင်းသားကြီးကိုလုံးကြံခဲ့တာက အကွက်ကြကြကိုစီစဉ်ခဲ့တာပါမြင်းဝင်းမင်းသားနဲ့မြင်းကုန်နိုင်မင်းသားတို့ဟာလွတ်တော်အစည်းအဝေးကိုတဖက်လှည့်ပြီးတော့မြို့ပြင်မှာကျင်းပရအောင်လို့လုပ်ခဲ့တယ်ပြီးတော့သူတို့ရဲ့လူတွေကိုအနီးအနားပတ်ဝန်းကျင်မှာစုယုံစေခဲ့တယ်ပြီးတော့သူတို့ကတော့လွတ်တော်ရဲ့ရှေ့မှာရံဖြစ်တလို့လို့ဟန်ဆောင်ပြီးတော့ ဓာချင်းရှင်ခုန်နေခဲ့ရတယ်။အဲ့ဒီတုန်းကလွတ်တော်မှာအဆောင်တွေကလွင်ဘယ်သူမှလက်နဲ့ကင်ဆောင်ခွင့်မရှိဘူးဆိုတော့မင်းသားတွေအကြောင်းသိတဲ့လူတွေအနေနဲ့လက်ဗလာနဲ့ဘယ်သူမှမတားရေးကြဘူးလေ။အဒါမဲ့တခုခုတော့မားနေပြီဆိုတာကိုရိမ့်မိတဲ့ဝင်းကြီးတယောက်ကကဲအဆောင်တွေတနက်ကိုခေးရန်နေထိုးကြဟဲ့လို့အမိန်ပေးလိုက်တဲ့အချိန်မှာပဲအသင်းဆောင်နေတဲ့တပ်သားတွေနဲ့မင်းသားနှစ်ပါးဟာလွတ်တော်တစ်ခုလုံးကိုစီးနင်းလိုက်ကြပါတယ်။ ပြီးတော့ကနောင်မင်းသားကြီးရဲ့ဥကောင်းတော်ကိုခုတ်ချလိုက်တော့တယ်အစိုးရကအကောင်းလို့ပဲပြောရမလားမင်းတို့မင်းကတော့လွတ်တော်စီကိုမရောက်လာသေးတော့လွတ်သွားတယ်လို့ပြောရမယ်ဒါပေမဲ့ကနောင်မင်းသားကြီးလှုပ်ကြံခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကောလာဟာလာလူလူဘာလူလူကိစ္စတစ်ခုကအခုချိန်ထိကိုလူတွေကြားထဲမှာပြောစရာဖြစ်နေတော့မယ်အဲ့ဒါကမင်းတို့မင်းတရားကြီးကိုယ်တိုင်ကကနောင်မင်းသားကိုလှုပ်ကြံခိုင်းနေဆိုတဲ့ကိစ္စပဲအမ်ဒါတော့ သေးစားတွေးကြည့်လိုက်ရင်ဟုတ်ရှင်တလို့လို့မဟုတ်ရှင်တလို့လို့ဆိုပေမဲ့ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ကို comment ထဲမှာဖြေပေးသွားကြအောင်အကနောင်မင်းသားကြီးသာဒီလိုလူယုံမာတွေရဲ့လက်ထဲမှာနှဲ့ရမဆန်ခဲ့ရင်မင်းလုံးမင်းနှဲ့ရဆန်တဲ့အချိန်မှာဘရင်အနေနဲ့စိုးစံရမှာတော့အေကံပဲဒါဆိုသူသားဘရင်ဖြစ်ခဲ့ရင်တိုင်းပြည်အတွက်ဘာတွေအကျိုးရှိနိုင်မလဲဆိုတဲ့အချက်ကိုကြည့်ရအောင်အပ္ပမဆုံးတစ်ချက်အနေနဲ့ကတော့စမှုထုံးကားတဲ့ ပထမဦးဆုံးသောအရှိတောင်အာရှနိုင်ငံဟာမြန်မာနိုင်ငံဖြစ်လာနိုင်နေဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့ကနောင်မင်းသားကြီးဟာသူအိမ်ရှိဆန်ရာထူးရာထားတုန်းကတောင်မှစစ်ရုံတွေလိုဖို့စီစဉ်ခဲ့ပါသေးတယ်။နာနဲ့အတွင်းမှာစက်ယုံပေါင်း90ရောက်ကိုတိဆောက်ဖို့ရည်ရည်ခဲ့တာဆိုပြီးတော့တမိုင်းအထောက်ထားတွေမှာတွေ့ရတယ်။ဒါတောင်သူကဘရင်နေရာကိုမရောက်သေးဘူးနော်။ရောင်များရောက်သွားလို့ရှိရင်တိုင်းပြည်ရဲ့စီးပွားရေးဟာအနောက်တိုင်းနိုင်ငံတွေနဲ့အပြိုင်ကိုဖြစ်နေမှာအသေးချာပါပဲ။အပြီးတော့ အဲ့ဒီတုန်းကဂျပန်နိုင်ငံမှာတောင်မှစမှုထွန်းကားဖို့အစမရှိရသေးဘူးဗျဒါကြောင့်ပဲအရှိတောင်အရှာမှာစမှုထွန်းကားတဲ့ပထမဦးဆုံးနိုင်ငံဖြစ်လာနိုင်တယ်လို့ပြောတာပေါ့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကဒီလိုစမှုစုံတိဆောက်ရေးကိစ္စကို သူကအမောင်ထဲမှာစန်းတော်ဝါဝါလုံးနေတာမဟုတ်ဘူးနိုင်ငံသားကိုပညာတော်သင်နေဆေလွတ်ပြီးတော့သေးရှားကိုလိလသင်ယူစေခဲ့တာပဲအဲအဓိကဆေလွတ်ခဲ့တဲ့နိုင်ငံတွေကတော့ပြင်သစ်အင်္ဂလန် အိန္ဒိယနဲ့အီတလီတွေကိုပေါ့လူတရာနီးပါးလောက်ဆေလုခဲ့တယ်လို့မတန်းနေအရာသိရတယ်။အဲဒါမှတိတိကျကျတော့သိရဖို့ခက်ခဲတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကပညာတော်သင်တွေကိုရွေးတဲ့အဆင့်ပဲ။အတော်များများကတော့မဟာစီမဟာသွေးနန်းတွင်းကလူတွေဆိုပေမဲ့အရန်တော်တဲ့ပြည်သူတွေကိုလည်းထည့်သွင်းစဉ်းစားပြီးတော့ပို့ဆောင်ခဲ့သေးတယ်တဲ့။ပြီးတော့သူကိုယ်တိုင်ပဲစိတ်ကြိုက်ကိုရွေးချယ်ပြီးတော့ပို့ခဲ့တာလို့လည်းသိရတယ်ဗျ။ ်အဓိကအပြင်တော့စက်မှုလုပ်ငန်းတွေနဲ့စီရေးပညာတွေကိုတင် जा စေခဲ့တာပေါ့အသူတို့တွေပြန်ရောက်လာရင်စက်ယုံတွေတိဆောက်ဖို့အတွက်အကုန်လုံးအစင်သင်ပြင်ဆင်ထားပေမဲ့စိတ်မကောင်းစွာနဲ့ပဲနဲ့ရွာဆန်ခဲ့ရတယ်အဲ့တော့နိုင်ငံခြားပညာတော်တင်တွေကရောဆိုရင်သူတို့ကိုဥဆောင်ပေးတဲ့လူမရှိတော့ငွေရေးကြီးရဲ့အခက်ခဲတွေနဲ့ကြုံရတဲ့လူကတစ်ဖက်မြန်မာနိုင်ငံပြန်မလာနိုင်တော့ဘူးဆိုတဲ့လူကတစ်ဖက်မြန်မာပြည်ပြန်လာပြီမဲ့ ပညာရေးတပိုင်းတစားနဲ့ဘာမှလုပ်မရဘူးဆိုတဲ့လူကတစ်ဖွဲ့အဆိုးဆုံးကတော့မင်းလုံးမင်းတရားကြီးကိုတိုင်ကအဲ့နေပေတွေမှာကျွမ်းကျင်သူမဟုတ်တော့သူတို့တွေအကုန်လုံးကိုမျက်ဝေပြုလိုက်ရတာပါပဲအဲ့ဒါပူပြီးဆိုးတာကတီပေါ်မင်းနန်းတက်လာတဲ့အခါမှာဒီလိုပညာဓာတ်တွေကိုယာတူကနေထုတ်ပြလိုက်တာပါပဲအဲဒီအကြောင်းတွေကိုတော့ရှေ့ကဗီဒီယိုမှာလည်းရှင်းပြခဲ့ပြီလို့ထင်တယ်အဲ့ဗီဒီယိုထဲမှာဆိုရင်လည်း တီပေါင်းမင်းလက်ထံနန်းရွေအရှုပ်တော်ပုံရဲ့အကြောင်းကိုတည်တည်ရှာရှာကိုပြောပြထားတာပါဒါပေမဲ့အိတ်ထက်ပို့ပြီးတော့တည်ကြည်ကြကြသိကျင်သေးတယ်ဆိုရင်နန်းကြပရင်ဆိုတဲ့စာအုပ်လေးရှိမယ်အဲ့ဒီစာအုပ်ကတော့နိုင်ငံခြားဘာသာနဲ့နိုင်ငံတကာမှာအတော်ရောင်းအားကောင်းခဲ့ပြီးတော့မြန်မာနိုင်ငံမှာဆိုရင်လည်းအတော်ကိုပေါက်ခဲ့တဲ့စာအုပ်တော့ပါပဲစာအုပ်ကအထူကြီးဆိုတော့မဖက်ရှင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ရွှေနှုတ် app ထဲမှာအတန်ရှယ်စာအုပ်အနေနဲ့ဖတ်လို့ရတယ် ။ဒါကြောင့်ကိုကမြန်မာသမိုင်းတွေကိုစိတ်ဝင်စားတယ်။စာအုပ်အထူးကြီးလည်းမဖတ်နိုင်ဘူးဆိုရင်တော့ရွှေနှုတ် app ထဲမှာ audio book အနေနဲ့ခုပဲနားဆင်လိုက်လို့ရပါတယ်ဗျ။ကဲဒါဆိုကနောင်မင်းသားကြီးစီကိုပြန်လေးကြရအောင်။အဆိုတော့အပေါ်မှာပြောခဲ့တဲ့အတိုင်းသာဆိုကနောင်မင်းသားကြီးသာလောက်ကျမခံရရင်တေချာပေါ့မြန်မာနိုင်ငံကအရှိတောင်အာရှမှာစက်မှုထုံကားတဲ့နိုင်ငံတကာနိုင်ငံဖြစ်နေမှာတော့တေချာတယ်ကနောင်မင်းသားကြီးလုတ်ခဲ့တာကဒီလောက်တင်မဲလားဆိုရင်တော့မဟုတ်ဘူးဗျ စစ်တပ်ဖွဲ့စည်းတဲ့ကိစ္စကိုလည်းထည့်ဖို့ပြောရမယ်။ကနောင်မင်းသားကြီးကမြန်မာစစ်တပ်အင်အားကိုခမိလက်နက်တွေတပ်ဆင်ပြီးတော့အင်အားကောင်းတဲ့တပ်တစ်ခုဖြစ်စေခဲ့တာ။အပြီးတော့စစ်ဖြစ်တော့မှစစ်တပ်ဖွဲ့ရတဲ့အခြေအနေကနေအမြဲတမ်းစစ်တပ်တစ်ခုကိုလည်းဖွဲ့စည်းပေးခဲ့သေးတယ်။အရင်ကဓားတွေဒုတ်တွေနဲ့စစ်တပ်ကြီးကကနောင်မင်းသားကြီးရဲ့လက်ထက်မှာတော့အမြောက်တွေတနတ်တွေနဲ့ဖြစ်နေခဲ့တယ်။ဒါဝူကြည့်ရင်ကနောင်မင်းသားကြီးသာနိုင်ရမဆန်ခဲ့ရင် ကောင်းမွန်တဲ့စစ်သားတစ်ခုကိုအခိုင်အမာတိဆောက်ထားနိုင်မယ်ဆိုတဲ့အခြေအနေကိုညွန်ပြနေတာပါပဲတကယ်တမ်းလေသူ့ရဲ့လှုပ်ဆောင်ချက်တွေဟာအင်္ဂလိပ်တွေအဖို့ရင်တထိတ်ထိတ်နဲ့ဖြစ်နေခဲ့ရတယ်ဒီတိုင်းကဆိုသူတို့အနေနဲ့လွင်လွင်နဲ့တိုက်လို့ရမှာမဟုတ်ဘူးပြီးတော့ကနောင်မင်းသားသာဘရင်ဖြစ်ခဲ့ရင်ခြောင်လွဲလို့ရမယ်အကြီးအမားဆုံးအရာတစ်ခုရှိသေးရဲ့ဗျအဲ့ဒါတော့တီပေါ်မင်းအเจ้าမှလည်းပါခဲ့ပြီးသားပါနန်းတွင်းလူတက်ပွဲပါပဲ အဲဒီကိစ္စကတီဘောမင်းဘရင်ဖြစ်လာလို့သာဖြစ်လာရတဲ့ကိစ္စဖြစ်နေတာကိုကနောင်မင်းသားသာနန်းတန်းခွင့်ရခဲ့ရင်အဲ့ဒီကိစ္စကြီးကလည်းဖြစ်လာစရာအကြောင်းမရှိသလိုလူဆွမ်းအားအရင်အမြစ်တွေကလည်းဆုံးရှုံးစရာအကြောင်းမရှိတော့ဘူးဒါကတော့သူ့ရဲ့လုံဆောင်ချက်တွေကိုအခြေခံပြီးတော့သူ့သားဘရင်နေရာရောက်လာခဲ့ရင်ဘာတွေဖြစ်နိုင်မလဲဆိုတာကိုဆွေးနွေးခဲ့တာပါဒါပေမဲ့အကောင်နဲ့အဆိုးဆိုတာကနေရာတိုင်းမှာဒုံတွင်းနေတာဆိုတော့ကနောင်မင်းသားသာထီးမွေ့နန်းမွေ့ကိုဆက်ကပ်ခွင့်ရခဲ့ရင် ထိမထားတဲ့ဆိုးရိုးတွေလည်းဖြစ်လာနိုင်သေးတယ်ဗျဆိုပါစို့နန်းတွင်းအချုပ်တော်ပုံတွေပိုဆိုးွားစေတာမျိုးပေါ့အထီးမွေနန်းမွေဆိုတာက လူတိုင်းလိုရှင်တတ်မှတ်ကြတာကြီးပဲလေသားတော်တွေကိုထီးနန်းမပေးပေးနဲ့ညီတော်ကမှထီးနန်းပေးထားတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကမှားလားမှန်လားတော့မှတေချာမဝေခွဲနိုင်ခဲ့ဘူးဗျကနောင်မင်းသားသာထီးနန်းရရင်မကျေနပ်တဲ့မင်းသားတွေအများကြီးရှိနေမှာတော့အမှန်ပဲ အဲ့ချိန်ကျရင်တော်လန်ပုံကန်လာတွေနဲ့ဒေါက်ချောက်ကိုကြုံရနိုင်တယ်။ကုန်းမောင်မင်းဆက်အတော်များများကဒီလိုပုံကန်ပြီးတော့ထီးနှန်းကိုတိမ့်ပိုက်ထားတဲ့လူတွေကပိုများတယ်ဗျ။ကုန်းမောင်မင်းဆက်ဆက်တဆက်မှာငါးဆက်လောက်ကနန်းလူပြီးတော့ဘရင်ဖြစ်လာတာ။ပထမဆုံးနန်းလူခဲ့တာကတော့ဖောင်ကားဆောင်မောင်မောင်ပေါ့။အဲ့ဖောင်ကားဆောင်မောင်မောင်စီကနေဘိုးတော်ဖရားကနန်းလူတယ်။အဘိုးတော်ဖရားကလည်းနန်းမတက်ခင်သူ့ညီကိုထီးနှန်းပေးမယ်ဆိုပြီးတော့အရှိုးသွင်းခဲ့ပေမဲ့ တကယ်တမ်းသားတော်ဘာကြီးတော်မင်းကနန်းတက်လာခဲ့။ဘာကြီးတော်မင်းကိုလည်းကနောင်မင်းသားကြီးရဲ့ဖခင်ကြီးတော်တာယာဝတီမင်းကနန်းလူခဲ့တယ်။တာယာဝတီမင်းကတော့ပကံမင်းသားကိုထီးနှံပေးခဲ့ပေမဲ့သူ့စီကနေကနောင်မင်းသားတို့ကထီးနှံထက်လူပြန်လေဗျ။အဲ့လိုထီးနှံလူနေကြတာကကနောင်မင်းသားလက်ထက်မှာပိုတောင်မှကြီးထွားသွားနိုင်တယ်။ဘာလို့ဆိုစဉ်းစားကြည့်ပေါ့။စစ်တပ်အကုန်လုံးကခင်မင်းလက်နက်တွေတက်ဆင်ထားပြီးသားလေ။ စီရင်နီပညာတွေကိုလည်းကျွမ်းကျင်တဲ့လူတွေပြီးပြီးအဲ့လိုလူတွေအရှင်းရှင်းနန်းလူရမှာဆိုတော့တာမန်ထပ်ပူပြီးကြီးတဲ့နန်းလူဘွေးတွေဖြစ်သွားမှာတော့အမှန်ပဲတစ်ဖက်ကလည်းကနောင်မင်းသားကိုအမုံကြီးမုံနေတဲ့အင်္ဂလိပ်တွေကပါပွဲလန့်အောင်ဖြာခင်းဆိုသလိုတိုင်းပြည်ကိုဝင်သိမ်းသွားရင်ဒုက္ခကိုရင်ကခွေးကိုင်ပူနာတယ်ဆိုသလိုပဲ တိုင်းပြည်တပြည်မှာပြပအန်ရည်တွေကိုမကြောက်ခင်အဲ့လိုအသားတွေကထွက်တဲ့လောက်တွေကပူပြီးကြောက်ဖို့ကောင်းတယ် နောက်တဲ့တစ်ခုကစစ်ပွဲတွေပဲကနောင်မင်းသားကြီးကတရှိထင်ရှားရှိနေစဉ်ကတော့တိုက်မယ်ခိုက်မယ်တကယ်ကလုံနေတဲ့လူဆိုတာကိုလည်းမိထားလို့ကမရဘူးမင်းသားဘဝမှာတော့မှမင်းလုံးမင်းတားနေလို့ပေါ့နုမို့ဆိုရရလက်နဲ့ကိုဆွဲပြီးတော့အင်္ဂလိပ်တွေကိုတက်ခုန်နေလောက်ပြီအမ်တကယ်တမ်းစဉ်းစားကြည့်ရင်အဲ့ကိစ္စကအဲ့လောက်တော့မလွယ်ဘူးဗျပြီးတော့ကနောင်မင်းသားတို့ခင်မှာကပ္အင်ဟာအကြီးဆုံးစစ်တပ်လို့ပြောရင်ဗြိတိရကိုလိုနီနေပဲရှိတာလေ အဲ့လိုစစ်တပ်ကြီးတစ်ခုကိုအခုမှပုံစံကြားခါစားစစ်တပ်ငယ်တစ်ခုကတိုက်မယ်ခိုက်မယ်ဆိုတာကမြို့မတော်ကိုဇီးဇီးနဲ့ပေါက်နေရုံလောက်ပဲရှိမယ်။ဒါပေမဲ့အင်္ဂလိပ်မြန်မာစစ်ပွဲဆိုတာကလည်းဗြိတိန်အိန္ဒိယတို့တိုက်ခိုက်ရသမျှစစ်ပွဲတွေထဲမှာ အခက်ခဲဆုံးနဲ့အခြေကြဆုံးစစ်ပွဲလို့သိခဲ့ရတယ်။ဒါတော်မှမြန်မာတွေဖက်ကလက်နက်အင်အားရောလူအင်အားရောမမျှလို့နော်။ကနောင်မင်းသားကြီးရဲ့လုံဆောင်ချက်တွေအတိုင်းသာဆိုရင်တံပြန်တိုက်စစ်တွေတောင်မှဆင်နွှဲနိုင်အောင်မယ်။ အဲ့အချိန်ကျရင်တော့အင်္ဂလိပ်တွေဘက်ကရွေးစရာ၃ခုပဲရှိတော့မယ်ပထမဆုံးတစ်ခုကတော့မြန်မာနိုင်ငံကိုလုံးဝလက်လွတ်လိုက်မလားဒါတော့မဖြစ်နိုင်ဘူးလို့မြင်နေဗျအင်္ဂလိပ်တွေအနေနဲ့သူတို့ပါစပ်ဖြားကိုရောက်လာတဲ့အသားကိုပြန်ထွေးထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲပြီးတော့ဒုတိယရွေးချယ်ချက်တစ်ခုကတော့ဘရင်ခံရှုပ်တွေနဲ့ကြီးကြပ်အုပ်ချုပ်မလားပေါ့ဆိုလိုချင်တာကစစ်ရေးအရမဟုတ်ဘင်းနဲ့တခြားနီလန်းတစ်ခုခုနဲ့တိုင်းပြည်ကိုယူမယ်အဲဒါမဲ့ မင်းတို့လည်းမင်းတို့အတိုင်းအေးဆေးနေငါတို့လည်းငါတို့ကငါတို့အေးဆေးနေပဲတခုရှိတာကတိုင်းပြည်အကျိုးအမြတ်နဲ့စည်ရေးအရာမင်းတို့နဲ့ငါတို့နဲ့ဆိုင်တယ်မဆိုင်ရင်ဘူးဆိုရင်တော့စစ်တိုက်ရရအောင်ဆိုပြီးပြောတာမျိုးပေါ့အဒါတော့အကျိုးအမြတ်ကြီးလွန်အားကြီးတဲ့အင်္ဂလိပ်တွေအတွက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပေမဲ့ကောင်းမှုမခံတတ်တဲ့ကတောင်မင်းသားကြီးကတော့ no လို့ပဲပြင်မှာသိကြပါတယ်အဲ့တော့နောက်ဆုံးအချက်အနေနဲ့အပီးဒီတိုက်ဖို့ပဲရှိတယ်အဒါတော့ဖြစ်နိုင်ရှင်အရှိဆုံးရွေးချယ်ချက်တစ်ခုလို့ပဲမြင်မိတယ်ဗျ မြန်မာနိုင်ငံဆိုတာကလည်းပထဝီဝင်အနေထားအရာအသုံးဝင်ဆုံးနိုင်ငံတစ်ခုပဲလေဒါကြောင့်အင်္ဂလိပ်တွေအနေနဲ့မရရအောင်တိုက်မှာပဲဗြိတိန်အိန္ဒိယတက်တယ်မနိုင်ဘူးလားရတယ်တခြားနေမြေတွေစီကနေပြီးတော့စစ်ကူတွေယူမယ်ပို့ပြီးတော့အင်အားတွေထည့်မယ်လက်နက်တွေကိုအစင်းမြင့်ပြီးတော့ပြန်တိုက်မယ်အဲ့ချိန်ကျရင်တော့အခုထက်တောင်မှပို့ပြီးတော့နိုင်ငံရေးအခြေအနေကတင်းမာပြီးတော့အခြေအနေတွေပို့ပြီးဆိုးဝါးနိုင်တာပေါ့တကယ်လို့ကနောင်မင်းသားကြီးဒါစိတ်ပြောင်းပြီးတော့အ short ပေးလိုက်မယ်ဆိုရင်တော့မြန်မာနိုင်ငံရဲ့အခြေအနေက အလောက်ဒီဆိုးရမှာတော့မဟုတ်ဘူးဗျအဲဒီအချက်တွေကိုသိချာကြည့်ရင်ကျွန်တော်အတွေ့အကြုံဝင်လာမိတာရှိရအဲ့ဒါကကနောင်မင်းသားကြီးအတွက်အချိန်လုံလုံလောက်လောက်မရှိခဲ့တာပဲသူကလူဖြစ်တာဆိုးရတာလားနောက်ကျသွားတာလားတော့မပြောတတ်တော့သူကမြန်မာနိုင်ငံရဲ့ရွှေခင့်မှာသာဘယင်ဖြစ်ခဲ့ရင်တိုင်းပြည်ကြီးကအရန်ကိုတိုးတက်နေမှာပဲဒါမှမဟုတ်အင်္ဂလိပ်ခေတ်နောက်ပိုင်းမှာလူလာဖြစ်ပါဗျာခုဟာကသူ့အနေနဲ့ခင်မာပြီးမွေးလာမိတယ်လို့ထင်တယ် ဒါကြောင့်သူသာဘယင်းမင်းတရားကြီးဖြစ်ခဲ့ရင်တိုင်းပြည်အခြေအနေက50 50ပဲဘလို့မှတတ်ပြောလို့မဖြစ်နိုင်ဘူးဆိုရင်လည်းဆိုရနိုင်တယ်ကောင်းရင်လည်းကောင်းရနိုင်တယ်ဘာဖြစ်ဖြစ်ပါခုလိုကနောင်မင်းသားကြီးရဲ့အကြောင်းကိုတော့သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုသိလိုက်ရတော့ကျွန်တော်အနေနဲ့တမိုင်းပြားနေပြီးတော့သင်ခန်းစာ၃ခုရခဲ့တယ်ဗျနံပါတ်၁အနေနဲ့ဘေးအရာမဆိုးအဆိုးနဲ့အကောင်းဆိုတာကအမြင်နဲ့ဒုံတွင်းနေတာကြောင့်တစ်ဖက်သေးကိုပဲမကြည့်ဘဲနဲ့နှစ်ဖက်စလုံးကိုတေချာများတွေးဖို့လိုတယ် နံပါတ်1အနေနဲ့တော့ကိုနဲ့ဘလောက်ပဲယဉ်နီးနေပါစေသူတို့ကိုယုံသိတဲ့အချိန်တွေလည်းရှိသလိုမယုံသိအလိုမလိုက်တဲ့အချိန်တွေကလည်းရှိတယ်။ဒါကြောင့်ကိုယ့်ရဲ့နေစဉ်ဘဝမှာတတိထားဆင်ရှင်နေဖို့ကလိုတယ်။အနံပါတ်3အနေနဲ့ကိုကဘလောက်ပဲတော်နေစူးစမ်းနေပါစေပဝင်းချင်းကောင်းကောင်းတစ်ခုရှိဖို့ဆိုတာလိုဖို့လိုအပ်တယ်ဗျ။ဒါကြောင့်မကောင်းတဲ့ပဝင်းချင်းကိုအတွက်မဟုတ်တဲ့ပဝင်းချင်းမှာအချိန်ကုန်မခံပါနဲ့။ဒါတွေပါပဲ။ ယခုဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေကရောကနောင်မင်းသားကြီးသာဘယင်းမင်းတရားကြီးတပါဖြစ်ခဲ့မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မယ်လို့ထင်လဲကောမန့်ထဲမှာအပြန်အလှန်ဆွေးနွေးဖို့ဖိတ်ခေါ်ရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ Channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook Page မှာမြင်မြင်နိုင်ပါတယ်ရှင်